အာဖြည့်ဆန်ဆိုတာဟာအဟာရဖြည့်ဆန်စင်းနဲ့တမရိုးကြဆန်တို့ကို အထိုးကြရောစပ်ထားတဲ့ဆန်အမျိုးအစားဖြစ်ပါတယ်။အာဖြည့်ဆန်ရရှိဖို့အတွက်တမရိုးကြဆန်ကို အမှုံကျိတ်ပြီးဗီတာမင်နဲ့သတ္တုဓာတ်တွေကိုရောနှောပုံလောင်းထားတာလည်းဖြစ်ပါတယ်။အာဖြည့်ဆန်ကို စားသုံးတဲ့သူဟာကျန်းမာရေးကောင်းပြီးပိုအလုံးလုံးနိုင်တယ်လို့ကလေးငယ်တွေအတွက်လည်းဖွံ့ဖြိုးမှုအားကောင်းပြီးဉာဏ်ရည်ထက်မြက်စေတယ်လို့ဆိုပါတယ်။ ကျွန်တော်ရဲ့အဖြစ်ဆန်ထုတ်လုပ်တဲ့နေရာမှာနှစ်ပိုင်းရှိပါတယ်ပထမတစ်ပိုင်းကတော့စံမုံကိုအမုံကြည့်ပြီးထွက်လာတဲ့စံမုံနဲ့ဗီတာမင်သတ္ထုတဲ့အာဟာရမုံတွေကိုရောပြီးတော့မှ extrusion method လို့ခေါ်တဲ့ပုံလောင်းပြီးတော့ရိုက်တဲ့ဆက်ကနေကျွန်တော်တို့ကအာဟာရပြည့်စံစည်လေးတွေထုတ်ပါလေခင်ဗျအဲ့ဒီအာဟာရပြည့်စံစည်ရလာပြီဆိုတော့မှအာဟာရပြည့်စံစည်တစ်စီးရယ်သမယိုးကျစားနေတဲ့ ပေါ်ဆန်းတို့အမထာတို့ဆန်အစီတရားနဲ့တချိုးချိုးတရားပြန်ရောပြီးတော့မှအားဖြည့်ဆန်ဆိုပြီးတော့ထုတ်လုပ်ထားပါတယ်အားဖြည့်ဆန်လို့နာမည်ပေးရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဆန်ကိုစားရင်အလုံးလုံးနိုင်စွမ်းအားတွေကောင်းလာမယ်ကလေးတွေအတွက်ဖွံ့ဖြိုးမှုကောင်းမယ်ကျန်းမာရေးကောင်းမယ်ဉာဏ်ရည်စွမ်းထက်မြက်မှုတွေရှိမှာဖြစ်ပါတယ်ဒါကြောင့်လဲကျွန်တော်တို့ရဲ့အခုဟိုသုံးပြုနေတဲ့ဟာကတော့ကျန်းမာသန်စွာတန်ထွားညံ့မြင့်မားဖို့အားဖြည့်ဆန်ကိုစားကြစို့ဆိုတဲ့စောင့်ဖို့ကလေးနဲ့ကျွန်တော်တို့ကအားဖြည့်ဆန်ကိုမိတ်ဆက်သွားမှာဖြစ်ပါတယ်အားဖြည့်ဆန်ကို ကုလသမဂ္ဂရဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကမ္ဘာ့စားနပ်ရိက္ခအစီအစဉ်နဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ခံချက်ပေးထားတယ်လို့ပြောပါတယ်။အားဖြင့်ဆန်ကိုဈေးကွက်မှာစားသုံးသူတွေလက်ခံလာပြီဆိုတာနဲ့စည်ရင်နွမ်းပါပြီးတကယ်လို့အတည့်သူတွေအတွက် အမထဆန်ကိုထပ်မံဖြန့်ချီသွားဖို့ရှိနေပါတယ်။အားဖြင့်ဆန်ဟာတာမန်စားနေကြဆန်တွေထက်ဗီတာမင်၈မျိုးပါဝင်ပြီးအရေးသေးအတွက်စားသုံးသူတွေယုံကြည်စိတ်ချစေခြင်းနဲ့လို့ တနိုင်ငံလုံးအနှံ့အားဖြင့်ဆန်ဖြန့်ချီမဲ့ဂိုးပါဝါကပြောပါရယ် ဟုတ်ကဲ့ကျွန်တော်တို့ဒီအားပြေဆန်မှာဗောတခြားပုံမှန်ဆန်ထက်ကျွန်တော်ကဗိုက်တာမင်၈မျိုးပါ၈မျိုးပါပါတယ်ခင်ဗျဥပမာတော့ဗိုက်တာမင် A ပါပါတယ်ခင်ဗျဗိုက်တာမင် B1 ပါပါတယ်ခင်ဗျ and B3 ပါပါတယ်ခင်ဗျ B6 ပါပါတယ်ခင်ဗျ and then B12 ပါပါတယ်ခင်ဗျနောက်တစ်ခုကတော့အာယွန်းနဲ့ဇင်းဆိုပြီးပါပါတယ်ခင်ဗျဥပမာဟိုဥပမာအဖြစ်ပြောရရင်ဗောအာယွန်းဆိုလို့ရှိရင်ကျွန်တော်တို့ဗမာပြည်အနှံ့မှာဖြစ်ပျက်နေတဲ့အနီမီးယားဗောသွေးအားနဲ့ယောဂါဗောလေအဓိကတော့ကိုယ်ဝန်ဆောင်မိခင်နေနဲ့ဒီဟိုမွေးကင်းစာကလေးတွေမှာအများဆုံးဖြစ်တဲ့ယောဂါဗောဒီ လိုယောဂမျိုးကိုတော့အန်နီမီးယားကိုကျွန်တော်တို့အဟာပြည့်စံစားသုံးခြင်းအဖြစ်တော့ကာကွယ်ပါတယ်ခင်ဗျ။ဟောစားသုံးသူတွေကိုကျွန်တော်ပြောပြချင်တာကတော့ခင်ဗျကျွန်တော်တို့ဒီဒီဒီဗီတာမင်စံပေါ့လေဒီဖော်မြူလာတွေအားလုံးကကျွန်တော်တို့ဖတ်တို့ WFP တို့ဒီ NNC တို့ FDA တို့အားလုံးပူးပေါင်းပြီးတော့သူက support အများကြီးပေးပြီးတော့မှရလာတယ်ဒါရလည်းမဟုတ်လို့ကျွန်တော်တို့စိတ်ချယုံကြည်စွာစားစားသုံးပါလို့ကျွန်တော်ပြောပြောချင်ပါတယ်ခင်ဗျ။